သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငလင်နဲ့ပြည်တွင်းစစ်ကြောင်းကလေးများတေဆုံးနေရကြောင်း Miss War အလှမယ်ထုတ်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာမြန်မာကိုစားပြုအလှမဲ့ခီစာခင်က ငလင်နဲ့ပြည်တွင်းစစ်အတွင်းစာတင်ကြောင်းများမှာကလေးများတေဆုံနေရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ယမန်နေ့မေလ22ရက်နေ့ကအိန္ဒိယနိုင်ငံဟိုင်ဒရာဘတ်မြို့မှာကျင်းပခဲ့တဲ့ Miss War ရဲ့ Head to Head Challenge တင်ဆက်မှုမှာမြန်မာအလှမဲ့ခီစာခင်ကဒိုချောင်းကပြဖြစ်တဲ့ပန်းကလေးများပွင့်တော်မီဖူးတံဝင့်လိုချီနေကြီးမှာရွှေရည်လောင်းငါတို့စာတင်ကြောင်းဆိုတဲ့ကပြကိုရွတ်ဆိုကထို့တို့ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒီကပြာကိုကလေးတွေအားလုံးအတွက်ရင်ထဲကနတ်ရှိုင်းစွာကျမရွတ်လိုက်တာပါငလင်နဲ့ပြည်တွင်းစစ်မှတည်ဆုံးခဲ့ရတဲ့ကလေးတွေပါသူတို့ចောင်းဝတ်စုံလေးတွေသူတို့စာအုပ်လေးတွေလွယ်အိတ်လေးတွေသွေးတွေလိုပြီးသူတို့တည်ဆုံးရလိမ့်မယ်ဆိုတာကိုသူတို့သိတောင်သိသွားကြပါမလားဒီအတွက်ကျမတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်သူတို့လေးတွေကောင်းရမွန်ရရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်လို့ခိစာခင်ကပြောပါတယ် ပြီးခဲ့တဲ့မေလ12ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်စကိုင်းတိုင်းတပည့်ရင်မြို့နယ်အိုထင်းကွင်းကျေးရွာစာတင်ကြားနေရတဲ့ကလေးငယ်22ဦးနဲ့ဆရာဆရာမ2ဦးကတေဆုံးကတရားကြော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းမန္တလေးတိုင်းကြောက်စင်မြို့နယ်မှာပုဂ္ဂလိကမူဂျိုကျောင်းတစ်ခုမှာကလေးငယ်22ဦးနဲ့ဆရာမတဦးတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်များဟာကျောင်းတက်နေစေကလေးငယ်များအစုလိုက်အပြုံလိုက်တေဆုံးမှုများဖြစ်ပြီး အလမဲ့ခိစာခင်ရဲ့ပြောဆိုချက်ကိုထင်ဟပ်စေပါတယ်။ဒါအပြင်မြန်မာပြည်သူလူထုအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများစွာလိုအပ်နေစေဖြစ်ကြောင်းလည်းခိစာခင်ကပြောဆိုခဲ့ပါတယ်။အသက်18နှစ်အရွယ်ရှိတဲ့ခိစာခင်ဟာ82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြန်မာကိုစားပြုအလမဲ့အဖြစ်ရွေးချယ်ခံထားရသူဖြစ်ပါတယ်။82ကြိမ်မြောက် Miss World အလမဲ့ပြိုင်ပွဲကိုမေလ9ရက်နေ့မှ31ရက်နေ့အထိအိန္ဒိယနိုင်ငံဟိုင်ဒရာဘတ်မြို့မှာကျင်းပနေပြီးနိုင်ငံပေါင်း100နိုင်ငံမှအလှမဲ့များပါဝင်ပါတယ်။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီကို ALP ကစစ်ဘက်ရေးရာနဲ့ထောက်ပို့လမ်းကြောင်းကူညီပေးနေတယ်လို့တရင်တွေထွက်ပေါ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာစစ်ကောင်စီကိုစစ်ဘက်ရေးရာနဲ့ထောက်ပို့လမ်းကြောင်းတွေမှာပအဝင်ကူညီပေးနေတယ်လို့တရင်တွေထွက်ပေါ်နေတယ်လို့သိရှိရပါတယ်။ ကြောက်ဖြူမြို့နယ်မှာလက်ရှိအာရခတပ်တော် AA နဲ့စစ်ကောင်စီတပ်တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ALP တပ်ဖွဲ့ဝင်တချို့ဟာစစ်ဖက်ရေးရာအပအဝင်ထောက်ပို့လမ်းကြောင်းစတီတို့ကိုစစ်ကောင်စီကိုအထောက်အကူပေးနေတယ်လို့အမည်မဖော်လိုသူကြောက်ဖြူမြို့ခံအမျိုးသားတဦးကဆိုပါတယ်။ကြောက်ဖြူမြို့နယ်ထဲမှာဆိုရင် ALP ကစစ်ကောင်စီဝန်ထမ်းအယောင်ဆောင်ပြီးစစ်ကောင်စီနဲ့နှိစက်တဲ့ဒေသခံတချို့နဲ့ပေါင်းမြို့ခံတွေနဲ့ပေါင်းပြီး AA တည်င်းအချက်အလက်တွေစုံစမ်းပို့ပေးတာရှိတယ်။ စစ်ဘက်ရေးရမြေပြင်အထောက်အကူတွေလုပ်နေတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။ဒါအပြင် ALP တပ်ဖွဲ့ဝင်တွေဟာစစ်တွေနဲ့ကြောက်ဖြူမျိုးကို Navy တွေနဲ့အသွားအလာရှိတယ်လို့ကြောက်ဖြူဒေတာခံအမျိုးသားတယောက်က Nearest ရာကိုပြောပါတယ်။ကြောက်ဖြူနဲ့စစ်တွေကို ALP တပ်ဖွဲ့ဝင်တွေအသွားအလာရှိတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူတောအတူလာလှုပ်ရှားနေကြတာတွေ့တယ်လို့ဆိုပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး ALP ဥက္ကဋ္ဌဒေါ်စောမြရာစာလင်းကိုနိရစ်စရာကဆက်သွယ်မေးမြန်းရာမှာသူကကြောက်ပြူတိုက်ပွဲအတွင်းမှာ ALP တပ်ဖွဲ့ဝင်တွေပါဝင်ပတ်သက်မှုမရှိဘူးလို့နိရစ်စရာကိုတုံ့ပြန်ပြောပါတယ်။ကြောက်ပြူတိုက်ပွဲကိုရခိုင်ပြည်လွတ်မြောက်ရေးပါတီငြိမ်းတက်မြတ်တော်ကသွားလဲမသွားဘူး၊သွားဖို့ဆန္ဒနှမ်းတစိမှမရှိပါဘူး။နောက်နောင်လဲမသွားပါဘူး။စစ်ကောင်စီနဲ့ငါတို့လက်မတွဲပါဘူးလို့ဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြာနေပြီးမင်းအောင်လိုင်ပေးအပ်တဲ့ဝနကျော်ထင်ဘွဲ့ရအငိမ့်စာဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြာနေပြီးမင်းအောင်လိုင်ကပေးအပ်တဲ့ဝနကျော်ထင်ဘွဲ့ရအငိမ့်စာဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုယနေ့မှပြစ်ခတ်ရှင်းလင်းလိုက်ကြောင်း Golden Valley Warriors မှတာဝန်ရှိသူတို့ကဆိုပါတယ်။ယနေ့နဲ့9:20မိနစ်အချိန် ရန်ကုန်တိုင်းမယံကုန်မြို့နယ်ငါးရက်ကွက်ရှိနေအိမ်မှာအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။2023ခုနှစ်မင်းအောင်လိုင်းကိုတိုင်ဝဒကျော်ထင်ဘွဲ့ပေးအပ်ခြင်းခံရသူဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို၎င်းရဲ့နေအိမ်ရှိမှာပင် Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းယနေ့နေ့ပိုင်းရန်ကုန်မြို့မယန်းကုန်းမြို့နယ်အေဝမ်လမ်းပေါ်မှာရှိတဲ့၎င်းရဲ့နေအိမ်မှာပင်ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ GVW မြို့ပြရဲဘော်ရဲဘက်တွေအားလုံးလုံခြုံပေးခင်ပါတယ်ပြစ်မှတ်ကိုအချိန်ယူစောင့်ကြည့်အတီးပြုတ်တဲ့လုပ်ငန်းစဉ်အပားဆိုရင်ဒီမစ်ရှင်တစ်ခုအတွက်အချိန်လေးလလောက်ယူလိုက်ရပါတယ်ကျွန်တော်ရန်သူတောက်တိုင်တွေကိုစနစ်တကျစရင်ပြုစုပြီးထောက်လန့်နေတာလည်းရှိပါတယ်တေချာပြောနိုင်တာကတော့အနှံ့ပါလက်ရက်ကုန်းပစီကြီးတပင်းရင်ကိစ္စတွေတခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရရတဲ့နီးနဲ့ပြန်ယူမယ်စောင့်နေပါဒါပဲပြောချင်ပါတယ်လို့ Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်ကဆိုပါတယ် ဗိုလ်မှူးချုပ်ချိုထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC မှာ Internet Security and Counter Terrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်တိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းသိရှိရပါတယ်။စစ်အရာရှိကြီးများအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဟာစစ်တပ်ဗိုလ်မှူးကြီးအဆင့်မှစတင်တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အဆင့်မြင့်စစ်တင်တန်းကြောင်တစ်ခုဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့က ကာလအတော်ကြာအချက်အလက်စူဆောင်းစုံစမ်းထောက်လှမ်းအတီးပြုတ်ခဲ့ပြီးနောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီဘိုချုပ် NDC မှာစတင်တယ်လို့ဖရဲသည်တရင်စရကလေးကကျွန်တော်တို့ဇက်တိုက်စုံစမ်းထောက်လှမ်းနေခဲ့တာအဲ့ဒီနောက်တိလာရတာတော်တော်များများရှိလာတယ်။သူကမင်းအောင်လိုင်းရဲ့ဂုံတူးဆောင်တစိရထားတာကိုမိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ဂောက်ရိုက်ကွင်းစကားဝိုင်းတွေမှာအမဲဂုံယူကြွားဝါပြောဆိုလေးရှိတယ်။ပြည်သူစစ်မှုထမ်းစင့်ခေါ်တဲ့ကိစ္စတွေမှာတိုက်ရိုက်ကင်တွေပါဝင်တာမျိုးမတွေ့ရပေမဲ့ စစ်မှုတန်ဟောင်းအဖွဲ့ဝင်အနေနဲ့သူအပါအဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်။တချို့သတင်းအချက်အလက်တွေကသတင်းပေးရဲ့လုံခြုံရေးအရကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်။စက္ကဆာရဲ့တောက်တိုင်တွေလုံခြုံရေးအပြည့်နဲ့နေရသူတွေတောင်ကျွန်တော်တို့လက်ကပြေးမလွတ်ပါဘူး။ကြံတဲ့စက္ကဆာတောက်တိုင်တွေလည်းအမဲလိုက်ခံရရင်ခံနိုင်ရည်ရှိဖို့ပြင်ထားကြပါလို့ပဲပြောချင်ပါတယ်လို့ Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်ကဆက်လက်ပြောဆိုပါတယ်။စစ်တပ်မှဗိုလ်မှူးချုပ် ဗိုလ်ချုပ်ရာဒုနဲ့အငိမ့်စားယူခဲ့ပေမဲ့လက်ရှိမှာအကြမ်းဖက်စစ်တပ်ရဲ့နေစဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာတင်ကြားပို့ချပေးနေသူများကိုလည်းစည်ရေးပြင်းမဲ့အဖြစ်သတ်မှတ်တုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဗိုလ်ချုပ်ချိုထွန်းအောင်ဟာဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံတပ်အမတ်အဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ချိန်မှစတင်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတူ NDC မှအကြမ်းဖက်စစ်တပ်အရာရှိကြီးများကိုစက်တိုက်တင်ကြားပို့ချပေးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ မင်းအောင်လှိုင်ရဲ့အာထာရသူများထဲမှာအငိမ့်စားဗိုလ်ချုပ်ချူထွန်းအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့မှာမင်္ဂလာတုံလီတက်စခန်းမှာစစ်တပ်သေးယူပို့ဆောင်ရေးလေရင် MAF 003အထူးလေရင်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူများကိုနေပြည်တော်စည်ရေးပြအခမ်းအနားတက်ရမင်းအောင်လှိုင်ကစီစဉ်ပေးခဲ့ကြောင်းအဆိုပါလေရင်ပေါ်မှာအင်းနေဝင်းတို့မိသားစုအပါအဝင်ဗိုလ်ချုပ်ချူထွန်းအောင်လည်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်2025တက်မတော်နေ့စည်ရေးပြပွဲအခမ်းအနားအပြီး မတ်လ28ရက်နေ့နေပြည်တော်မှာရန်ကုန်အပြန်လမ်းကြောင်းအတွက်စစ်တပ်တယ်ယူပို့ဆောင်ရေးလေယာဉ် MAF 0011အထူးလေယာဉ်နဲ့ဗိုလ်ချုပ်ချိုထွန်းအောင်ပြန်လာခဲ့ကြောင်းသိရှိရပါတယ်။မင်းအောင်လှိုင်ဟာ၎င်းအားကိုးရတဲ့စစ်ဗိုလ်ချုပ်ဟောင်းမြရဲ့အကြံဉာဏ်များကိုရယူပြီးပြည်သူစစ်မဟာဗျူဟာကိုစစ်မှုတန်းဟောင်းအဖွဲ့ဝင်အင်အားနဲ့လှုပ်ဆောင်နေကြောင်းအဆိုပါအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်များထဲမှဗိုလ်ချုပ်ချိုထွန်းအောင်ပါဝင်ကြောင်းသိရှိရပါတယ်။ မင်းအောင်လိုင်ဟာ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာဗိုလ်ချုပ်ချိုထွန်းအောင်ကိုသူကိုယ်တိုင်ဝနကြော်တင်ပွဲတစိပေးအပ်ခဲ့ပြီးရွှေချင်းငါးချက်သားကိုပါဂုံပြုစုဖြစ်တခါတည်းပေးအပ်ခဲ့ပါတယ်။ Golden Valley Warriors အဖွဲ့ကစစ်တပ်ရဲ့အကြီးစားတောက်တိုင်များကိုစင်စက်မပြတ်တရင်ထောက်လှမ်းလျက်ရှိကြောင်း ဒါအပြင်အကျန်းဖတ်လေးတက်လေရင်မှုများရဲ့အချက်လက်များကိုလည်းသတင်းစုဆောင်းလျက်ရှိရာ၎င်းတို့နဲ့ဆက်ဆက်သတင်းများရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြအဖွဲ့တန်းကိုပေးပို့ရန် Golden Valley Warriors ကတောင်းဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချန်အမတ်54လေးလန်စီဒေါ်အောင်ဆန်းစုကြည်ဘက်ကတက်မှတ်ပေးရန်တင်ပြချက်တရားရုံးပယ်ချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ချမ54ရဲ့လေလံချန်းကင်းဈေးကိုနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဘက်ကတက်မှတ်ရန် ဥအောင်စန်းဥဘက်ကတင်ပြချက်ကိုကမာရွတ်ခရိုင်တရားရုံးကယနေ့မေလ22ရက်နေ့မှာပယ်ချလိုက်ကြောင်းတရားရုံးနဲ့နှိစက်တဲ့အတိုင်းဝိုင်းထံမှနေသိရှိရပါတယ်။လေးချိန်တိုင်လေးလံတင်ရောင်းချခဲ့ပေမဲ့လေဝယ်ယူသူမရှိတဲ့ခြံအမှတ်54ကိုထပ်မံလေးလံတင်ရမှာဖန်စီထိမ့်သိမ့်ခံထားရတဲ့ဒေါန်စန်းစုကြည်ဘက်ကဈေးတက်မှတ်ပေးရန်တရားနိုင်ဥအောင်စန်းဥဘက်ကတရားရုံးမှာတင်ပြထားတဲ့အပေါ်ယနေ့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးနောက်ရုံးချင်းကိုလာမယ့်မေလ26ရက်နေ့ပြန်လည်ချင်းဆိုထားပြီးဥအောင်ဆန်းဥဘက်ကတင်ပြရမှာဖြစ်ကြောင်းတရားရုံးနဲ့နှိစက်သူတို့ကမစ်စီမာကိုစူပါတယ်။နှစ်အေကနှိပါကျဲဝန်းနဲ့ချမ်းအမှတ်54ရက်လီလန်ချန်ကင်းဈေးကိုရခင်ကဥအောင်ဆန်းဥဘက်ကတတ်မှတ်တင်ပြခြင်းဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ26ရက်နေ့၄ချိန်မြောက်လေလံပွဲမှာလဲဥအောင်ဆန်းဦးလျှော့ဈေးအတိုင်းကျပ်290ဘီလီယံနဲ့ရောင်းချခဲ့ပေမဲ့လဲဝယ်ယူသူမရှိခဲ့ပါဘူးအဆိုပါချန်ကိုလေလံချန်ကင်းဈေးပထမအကြိမ်315ဘီလီယံ ဒုတိယအကြိမ်ကျပ်300ဘီလီယံနဲ့တတိယအကြိမ်ကျပ်290ဘီလီယံတို့ဖြင့်လေလံတင်ရောင်းချခဲ့ပြီးဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကကာယကံရှင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်အနေနဲ့ရှေ့နေအဖွဲ့နဲ့တွေ့ခွင့်မရတဲ့အခြေအနေမှာချန်အမှတ်54ကိုလေလံတင်ရောင်းချရန်ဆောင်ရွက်မှုများအပေါ်ယုံကြည်မှအစဉ်တစိုက်ကန့်ကွက်ခဲ့ကြပါတယ်။အမျိုးသားညညရဲ့အစိုးရ NUG ကလည်းချန်အမှတ်54ဂျာကာလအမျိုးသားအဆင့်ရင်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားပြီး မြည်သူမဆိုပိုင်ဆိုင်ခြင်းရောင်းချခြင်းဖျက်ဆီးခြင်းအပါအဝင် တားမြစ်ချက်များကိုဖောက်ဖျက်ကျူးလွန်ပါကအရေးယူသွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဗမော်မာ KIA ကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟယင်နှစ်စီးကို drone အပါအဝင်လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့ဟု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးပြောဆိုခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်မှာ KIA ကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ရဲ့နှစ်စီးကို ဒရုန်းအပါအဝင် လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကြီးနော်ဘူးကဆိုပါတယ်။ယနေ့မွန်လွယ်ပိုင်းမှာစတင်ပြီးမမော်စကက21ကိုလာတဲ့စစ်ကောင်စီရဟတ်ရင်တစည်းကိုဒရုန်းတစည်းကအသေးခံဝင်တိုက်ခဲ့တဲ့ရုပ်တံဗီဒီယိုဖိုင်ဟာလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရင်းဗီဒီယိုပါဒရုန်းနဲ့စစ်ကောင်စီရဟတ်ရင်ကိုတိုက်ခိုက်မှုမှာမှန်ကန်ချင်းရှိမရှိရန်ကုန်ခေတ္တတရင်ဌာနကဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းရမှာဗိုလ်မှူးကြီးနော်ဘူးကဒရုန်းအပါအဝင်လက်နက်မျိုးစုံနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း drone နဲ့တိုက်ခိုက်မှုမှာလည်းမှန်ကန်ကြောင်းလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ drone နဲ့ချတဲ့ video ကိုတော့၎င်းမသိရှိသေးကြောင်းဆိုပါတယ်။ဗမော်စကခ27မှာဆင်းတဲ့ရဟရဲ့နှစီမှာပထမအဆင့်ကလူရောရိတ်ခါရီရောလက်နက်တွေချပြီးသူတို့လှုပ်ဆရာရှိတာလှုပ်ပြီးပြန်တက်သွားတယ်။ဒုတိယနဲ့တတိယအဆင့်မှာကျွန်တော်တို့ drone တွေရောလက်နက်တွေရောရှိသမျှပတ်စုံအကုန်နဲ့ပစ်တာပါ drone နဲ့လည်းချတယ်နောက်ရွှေကူမအေးပေါ်ဆင်းတဲ့ရဟရင်ကိုလည်းကျွန်တော်တို့ပစ်ခတ်ခဲ့တယ် မိလောင်မှုတော့မရှိပေမဲ့ပျက်စီးသွားပါတယ်လို့ဘုံမူကြီးနော်ဘူးကဖြေဆိုပါတယ်။ဗမော်စက္ကခ21အနီးမြေပြင်မှာအနိုင်ပြန်တန်းရင်ပျက်စီးနေလူသူချနေတဲ့စစ်ကောင်စီရဟတ်ရင်ကို drone နဲ့တိုက်ခိုက်ခဲ့တဲ့စက္ကန့်24ပါဗီဒီယိုကိုအတုဟုတ်မဟုတ် AI မြနဲ့ရန်ကုန်ခေတ်သစ်တရင်ဌာနကထပ်မံစစ်ဆေးခဲ့ရမှာ AI ကရင်းဗီဒီယိုပါနောက်ခံအခြေအနေအလင်းအမောင်းလှုပ်ရှားမှုများမှာအတုဖြစ်ရန်ရာခိုင်နှုန်းအလွန်နှဲပါတယ်လို့အဖြေထုတ်ပေးခဲ့ပါတယ်။မေလ20ရက်နေ့က KNA ကဗမော်စက္ကခ21ကိုလာတဲ့စစ်ကောင်စီရဟတ်ရင်နှစီးကိုပစ်ချနိုင်ခဲ့ပြီးတစည်းမှာရွှေကူမြို့နယ်တောထဲမှာမိလောင်ပြက်စီးခဲ့ကအလောင်း16လောင်းနဲ့လက်နက်14လက်ကိုရရှိခဲ့ကြောင်းမေလ22ရက်နေ့မှာရွှေကူမြို့တပ်တွင်းအရေးပေါ်စဉ်သက်ခဲ့ရတဲ့ရဟတ်ရင်ကိုထပ်မံ၍ KNA ကပစ်ခတ်ပြက်စီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မင်းလာမြို့နယ်မှာပြည်သူများကို PDF ထောက်ပို့ဟုဆိုကဖမ်းဆီးတပ်ဖြတ်ခိုင်းနေတဲ့စစ်တပ်တရင်ပေးစမ်းထေးကိုအရှင်ဖမ်းမိပေမဲ့လည်းခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးစဉ်မတာပေါ်တိတ်ဆုံးသွားတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းမင်းလာမြို့နယ်မှာပြည်သူများကို PDF ထောက်ပို့ဟုဆိုကဖမ်းဆီးတပ်ဖြတ်ခိုင်းနေတဲ့စစ်တပ်တရင်ပေးစမ်းထေးကိုအရှင်ဖမ်းမိခဲ့ပေမဲ့လည်းခုခံထွက်ပြေးတဲ့အတွက် ြစ်ခတ်ဖန်စီရမှာမတာပေါ်တိတ်ဆုံသွားကြောင်းတာယာဝရီခရင်တရင်383ညနဲ့တခွဲ9မှာ တာဝန်ရှိသူတို့ကဆိုပါတယ်မေလ19ရက်နေ့ညနေ9နာရီခန့်မှာစိန်ကန့်လန့်မြို့ချောင်းရိုးမဖြတ်ကျော်လမ်းဘေးမှာရှိတဲ့မြင်းကတော်ခင်းရွာအနီးမှာစိန်ကန့်လန့်ရွာရွှေကြီးမြင့်ရက်ကွက်မှာနေထိုင်တဲ့စစ်တပ်တရင်ပေးလမ်းပြစံထေးကိုကြည92တောင်းမိုဘိုင်းဖုန်းတစ်လုံးစိုက်ကဲတစည်းနဲ့အတူမိမိတို့တာယာဝရီခရင်တရင်383ညနဲ့တခွဲ9မှာတော်လိုင်းရဲဘော်များကအရှင်ဖန်စီရမိခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုဖမ်းဆီးပြီးနောက်တရင်ပေလမ်းပြစမ်းထေးကိုနောက်တန်းအချုပ်မှာထိန်းသိမ်းထားပြီးမေလ22ရက်နေ့နနက်9နာရီခန့်မှာစစ်စေးမင်းမြတ်ရဲ့အတွက်ကင်းတာဝန်ကျရဲဘော်များကအချုပ်ထဲမှာခေါ်ထုတ်စဉ်တော်လန်ရေးရဲဘော်များကိုခုခံထွက်ပြေးသွားတဲ့အတွက်လိုက်လံပစ်ခတ်ဖမ်းဆီးရာမှာကြီထိမှန်ပြီးတေဆုံသွားခဲ့ကြောင်းသိရှိရပါတယ် တည်ဆုံသွားတဲ့စံထီဟာရိုးမအတွင်းမှာရှိတဲ့ PDF စကမ်းများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများထံတရင်ပေးလမ်းပြခြင်းစစ်ကောင်စီတပ်သားများပူးပေါင်းပြီးပြည်သူများရဲ့ကြွယ်နွားများကိုဖမ်းဆီးတပ်ဖြတ်ရောင်းချခြင်းတော်လန်ရင်တပ်ဖွဲ့များကိုထောက်ပံ့နေတယ်လို့ဆိုပြီးပြည်သူများကိုစစ်တပ်ထံမှန်မှန်တရင်ပေး၍ဖမ်းဆီးတပ်ဖြတ်ခိုင်းခြင်းများလှုပ်ဆောင်ခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။ဇာမနီနဲ့ဥတလုံးတောင်တိုက်ပွဲတွေတုန်းကလည်းသူကလမ်းပြပါတယ်။ မနစ်မိုးရင်းတုံးကစမ်းပုတ်ရွာသားကိုဝင်းထေးကိုလည်း PDF ထောက်ဖို့လုပ်နေတယ်ဆိုပြီးသူတက်ခိုင်းခဲ့တာလမ်းကျန်းနဲ့ဟန်ယူလမ်းဆောင်ကပြည်သူတွေရဲ့ကျွဲနွားတွေကိုစစ်ခွေးတွေနဲ့အတူဖမ်းဆီးတက်ဖြတ်ပြီးရောင်းစားတဲ့အထက်မှာစမ်းထေးကဥဆောင်ပါဝင်နေသူဖမ်းဆီးခံရတာကြောင့်ခုမနက်စစ်ခွေးအင်အားတရာကျော်စစ်ကြောင်းထိုးဖို့ဗန်ပွေးကုန်းကိုရောက်နေပါတယ်လို့တာယာဝတီခရင်တရင်383ညနဲ့တက်ခွဲ9မှာတာဝန်ရှိသူတူဦးကပြောဆိုပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ကြီးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာမြေ့ကြပါ